ယဟန္တာဘုရားဘာသာဝင်သူတော်စင်ဒီယဟန္တာပုဂ္ဂိုလ်များလို့ချီးညိုလေးစားပြီးတော့ဖူးကြတယ်မြတ်စွာဘုရားရဲ့တပည့်တော်ဘကထဲမှာအစင်မြင့်ဆုံးပြည့်ပြည့်စုံတဲ့အကျင့်တရားရဲ့ အထွတ်တိတ်ကိုရောက်သွားတဲ့ပုံကိုယ်တွေကိုယဟန္တာလို့ခေါ်တယ်။သို့သောလောကမှာယဟန္တာယဟန္တာလို့ပြောဆိုနေကြတဲ့ယဟန္တာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မှယဟန္တာလို့ဆိုတာသိဖို့လိုတယ်ပေါ့နော်။သောမဟုလို့ရှင်အတန်ကြာယုံတဲ့ယဟန္တာလို့ဒီလိုဖြစ်နေတတ်တယ်။တရဝါရီရှိတဲ့ဘုံနေနောက်ဆုံးအမြင့်ဆုံး32ဘုံထဲက ဘဝခလို့ခေါ်တယ်ဘဝမှာအထွတ်ထိပ်အကောင်းဆုံးဘဝလို့ပြောရတဲ့နေဝတင်ညာနာတင်ညာရဏဘုံမှာရှိတဲ့တတ္တဝါတွေအထိလောကမှာရှိသမျှတတ္တဝါတွေအလုံးထဲမှာဟောဒီယန္တာပုဂ္ဂိုလ်ဟာမြတ်ဆုံးပဲလို့ပြောတယ်။ဘာဖြစ်လို့မြတ်တာတော့မဟုတ်ဆိုလုံးဝကိလေသာတွေကုန်သွားပြီလောဆရာကိစ္စတွေလုံးဝပြီးသွားပြီစိတ်တေကလည်းလုံးဝစင်ကြယ်သွားပြီကိလေသာအငြိအကျေးတွေ လုံးဝကင်းသွားပြီဒါကြောင့်မလို့လောကမှာအချင်းဝမ်းွယ်အကောင်းဆုံးအမြတ်ဆုံးဆိုတာယဟန္တာပုဂ္ဂိုလ်ပါပဲလို့မြတ်စွာဘုရားဒီလိုဟောတာเนาะအဲ့တော့ဘုရားမြတ်စွာရဲ့အရဟန္တဆိုတဲ့ယဟန္တာပုဂ္ဂိုလ်မျိုးဟာအချင်းချင်းတစ်ခုချင်းချံကြိုးကုတ်အားထုတ်ပြီးတော့နောက်ဆုံးမှာစိတ်အစင်မှာဆွဲကပ်နေတဲ့ကိလေသာတွေလုံးဝအမြင့်ပြတ်ပြီးတော့ ဘဝဆက်သိမ့်နိုင်တဲ့အနေအထားမျိုးရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုယန္တာလို့ခေါ်တာပဲအဲ့ဒါကိုမြတ်စွာဘုရားကယန္တာဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ねဘဝအနေအထားတစ်ခုဘယ်လိုရှိဟုတ်ပြီယန္တာဖြစ်သွားပြီဆိုတာကိုမြတ်စွာဘုရားကဒီတုတ်တံမှာဆက်ဟောထားတာရှိဒုက္ခိနောဝတ္တအရဟံတောအဲ့ဒါလို့ယန္တာဖြစ်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ရဲ့ ယန္တာပုဂ္ဂိုလ်ဆိုတာလုံးဝအငိမ့်တရသွားစိတ်ဆင်းရဲမှုဘယ်တော့မှမရှိတော့ကိုယ်ဆင်းရဲမှုတော့ရှိတယ်နော်ကိုယ်ဆင်းရဲမှုဆိုတာခေါင်းကိုက်ခြင်းကိုက်မယ်နော်ဗိုက်နာခြင်းနာမယ်ရှင်သာရိပုတ္တရာမထေရတောင်လေနာယောဂဖြစ်တယ်လေရသော်ပြားလဲကြောအောင်တယ်လေအဲ့ဒီလိုခန္ဓာကိုယ်ဒုက္ခဖြစ်ပေမဲ့လို့အဲ့ဒီဒုက္ခကိုအကြောင်းပြုပြီးတော့ဘုန်းကြီးတို့တွေပုထုဇဉ်တွေလို့ ဖြစ်မှဖြစ်ရလေခြင်းဆိုပြီးတော့စိတ်ညစ်တာတော့မလာတော့เนาะကြောခါပေါ့ဒီပုရုษရှင်တွေကတော့ခံရတာနည်းနည်းစိတ်ညစ်တာကများများလေခံရတာကနည်းနည်းစိတ်ညစ်တာများတချို့စိတ်ညစ်တာနဲ့ရောဟာတိုးသွားတာပဲလေအဲ့တော့ယန္တာပုဂ္ဂိုလ်တွေကြတော့စိတ်ညစ်တာမရှိတော့ဘူးဒါကြောင့်ဟိုဒုက္ခိနောစိတ်ချမ်းသာမှုအပြည့်အဝရသွားတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောတယ်ညစွာဘုရားကဟောတယ် ုခိနောဝတ္တအရဟံတော်ယန္နာပုဂ္ဂိုလ်တွေဆိုတာသိချမ်းသာကြတာပဲစိတ်ဆင်းရဲမှုတို့ stress တို့တောကတို့ဘာတွေဘာမှမလာတော့ဘူးရင်ထဲမှာပူလောင်မှုတွေတခုမှမရှိဘူး။ဘာဖြစ်လို့ဒီလိုမရှိတာတော့ဆိုတဏ္ဍာတေတံနဝေသတိသူတို့မှာဟောအဒီယာတွေ့တာရာတို့လိုချင်တာတို့တတ်မဲ့တာတို့ဘာတခုမှမရှိဘူး။မျက်စိကမြင်စရာရှိရင်မြင်မယ် မြင်တဲ့အပေါ်မှာငါဟာလို့တွေးတာလည်းမရှိဘူးငါလို့တွေးတာလည်းမရှိဘူးမရှိသေးတဲ့အတွက်ကြောင့်မြင်တဲ့အာယုံပေါ်မှာလူချင်းတဲ့လောဘလည်းမဖြစ်ဘူးမုန်းတီးတဲ့ဒေါသလည်းမဖြစ်ဘူးအဲပုရုษနေကြတော့ကိုကြိုက်တာလေးကြတော့လောဘဖြစ်နေကိုမကြိုက်တာကြတော့မုန်းတယ်လေလူဟာအခက်တာအတန်ကြားရင်လေကိုကြားနေတဲ့အတန်လေးကြတော့သဘောကြတယ်မတန်မကြားနေတဲ့အတန်ကြားနားပိတ်ခြင်းဟာ မကျင်တတ်မှုတွေစိတ်ရဲ့လှုပ်ရှားမှုတွေရှိရဟန္တာပုဂ္ဂိုလ်ကြတော့ကြားကျင်တဲ့အတန်ပဲဖြစ်စေမကြားကျင်တဲ့အတန်ပဲဖြစ်စေလိုချင်တာလည်းမရှိဘူးနော်မုန်းလီတာလည်းမရှိဘူးတဘာဝအစစ်မှန်ကိုသိပြီးစိတ်နှလုံးဟာတည်ငြိမ်အေးချမ်းနေတဲ့သဘောမှန်းဆပြီးတော့ကြည်ညိုကြည့်ပေါ့နော်ကိုယ့်ရဲ့အနေထားနဲ့ရဟန္တာပုဂ္ဂိုလ်ရဲ့အနေထားဘလို့ခြားကွာနေတယ်လဲဒါကိုမြတ်စွာဘုရားတဏှာတေတံနဝေစတိသူတို့မှာ တွေ့တံမှုဆိုတာလုံးဝမရှိဘူးတဲ့ဒါရင်လားလို့ဆိုမဟုတ်အတ္တမိမာနောတမုတ်စိန်နောငါလုံနိုင်တယ်ဆိုတဲ့အတွေးလေတခုမှမရှိဘူးငါဆိုတဲ့မန္တတခုမှမလာတော့ဘူးသူတို့ပါနော်ခန္ဓာငါးပါးပေါ်မှာငါဆိုတဲ့အတွေးတဲ့ငါဖြစ်တယ်ဆိုတဲ့အရင်ချင်းပေါ်မှာဒီမမနာတက်ထံမျိုးဟာတခုမှမလာတော့ဘူးပြီးတော့မောဟဇာလံပဒာနိတ္တ မောဟလို့ဆိုတဲ့တွေးဝေတဲ့ခွင့်ရဲ့ကြီးကိုလည်းဖြတ်စီးပြီးသားဖြစ်သွားတယ်အပေါ်ကအုပ်ပြီးတော့မေ့ရှက်ထားတဲ့ခွင့်ရဲ့ကြီးကိုဖောက်ထွက်ပြီးသားဖြစ်သွားပြီ မသိဘူးဆိုတဲ့ခွင့်ရဲ့သူတို့မှမရှိတော့အားလုံးဟာရှင်းရှင်းလင်းလင်းကြီးဓမ္မနဲ့ပတ်သက်ပြီးတော့သိထားပါပြီလို့မြတ်စွာဘုရားဒါယန္နာပုဂ္ဂိုလ်တွေကိုတရုပ်ခေါ်ပြီးတော့ဆက်ဟောတာအော်နောက်တစ်ခုဆက်ပြီးတော့ဂါထာ၈ပုဒ်နဲ့မြတ်စွာဘုရားဟောတာအနေစံတေအော် အနေစံတေအနုပတ္တာအနေစာဆိုတာအေစာဆိုတာတုံ့နှုတ်တာလှုပ်ရှားတာအာယုန်နေဝင်လာလို့ရှိရင်ပုထုဇဉ်နေရဲ့စိတ်ဟာလှုပ်ရှားတယ်လှုပ်ရှားတယ်ကောင်းတာနဲ့တွေ့ရင်တစ်မျိုးမကောင်းတာနဲ့တွေ့ရင်တစ်မျိုးလှုပ်ရှားတယ်ရင်းညိုင်တယ်ကောင်းတဲ့ဘက်ဆိုရင်ရင်းညိုင်တယ်မကောင်းတဲ့ဘက်ဆိုဆန့်ကျင်တယ်ဟာရင်းညိုင်မှုတွေလှုပ်ရှားမှုတွေခုတစ်မျိုးခုတစ်မျိုးစိတ်တွေဟာတည်ငြိမ်မှုမရှိကြဘူးတဲ့ အဲ့ဒါယန္တာပုဂ္ဂိုလ်တွေကြတော့အနေစားတယ်ဒီလိုလှုပ်ရှားရင်းရိုင်တာတွေလုံးဝမရှိတဲ့ဒီအရတ္တမဲ့ရတ္တဖို့ဆိုတာကိုမျက်မှောက်ပြုသွားကြပြီစိတ်တံတေတံအနာဝိလံယန္တာပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်တော့မှနောက်ကျတာမရှိတော့ဘူးအစင်သာဝရကြည်လင်အေးမြပြီးတော့နေတယ်လို့ဒီလိုပြောတာနော်စိတ်တံတေတံအနာဝိလံသူတို့စိတ်တွေကြီးနေတယ် ဲ့တော့ဘုရုဇင်တွေကျတော့စိတ်ကနောက်တယ်လေခဏခဏเนาะစိတ်နောက်နေရင်စကားမပြောချင်ဘူးเนาะဘာတခါတလေကျတော့ဘာမှမဟုတ်ပဲနဲ့စိတ်နောက်နေတာလူတွေကဟိုလိုလိုဒီလိုလိုနဲ့စိတ်တူနေတတ်တယ်เนาะယန္နာပုဂ္ဂိုလ်တွေကြတော့အဲ့လိုစိတ်နောက်နေတာမျိုးတွေမရှိဘူးတဲ့ခိလေသာဆိုတဲ့အနောက်ကျတွေကင်းတယ်။လောကီအနုပလိတ်တာတည် လောကလူသားတွေနဲ့ဆက်ဆံနေကြတယ်ယန္တာပုဂ္ဂိုလ်တွေတရားရကမတွေနဲ့ဆက်ဆံတယ်စကားပြောတယ်နော်ဆွေတွေမျိုးတွေနဲ့တွေ့တယ်ဆက်ဆံတယ်စကားပြောတယ်သို့သောသူတို့မှာဆက်ဆံရေးဟာတာမန်ဆက်ဆံမှုတစ်ခုသာရှိတယ်ငါတကားငါဆွေမျိုးဆိုတဲ့အတွေ့အသူမှမရှိတော့ဘူးဘလောက်ကင်းစင်းသွားလဲဆိုတော့နော်အနုပလိတ်တာဟာလည်း ်တွေ့တံမှုဆိုတော့လုံးဝမရှိတော့နော်တွေ့တံမှုဆိုတော့လုံးဝမရှိတီဟိုချုံးမှာဝတ္ထုအမှတ်သားလေးတွေရှိအဲ့ဒီညီနောင်နှစ်ပါးညီနောင်နှစ်ပါးဟာအိမ်ကနေထွက်သွားပြီးတော့တရားဓမ္မကျင့်ကြံရုပ်ကိုအားထုတ်တာသူ့မေတော်ကြီးကသားသမီးတွေတွေ့ချင်လိုက်တာသူတို့ညီနောင်နှစ်ပါးတွေ့ချင်လို့လာတဲ့အခါ အဲ့ဒီကိုယ်တော်တွေကသူတို့ပါလို့သူ့အမေကိုမပြောဆုံးကလာတဲ့အခါကျတော့ဒါသူ့သားပဲလို့ဆိုပြီးတော့ရှေ့ကသားအကြီးကိုကြည့်ပြီးနာမည်ဖော်ပြီးတော့မေးတယ်ဒါကသားအကြီးလားလို့ဆိုတော့ဒကမကြီးနောက်ကကိုတော်ကိုမေးဆိုပြီးသွားတယ်ပြောမတော့နောက်ကကိုတော်ကလည်းရှေ့ကကိုတော်မေးလိုက်တယ်မဟုတ်လားဆိုပြီးပြောမတော့အဲ့ဒါအမေတောင်ဆက်ဖြတ်တယ်လို့ဆိုတာနော်တွေ့တာမှုလုံးဝမရှိဘူးလို့ပြောတာ အဲ့တော့ဘာနဲ့ဥပမာတူလို့ဒီလိုလူလုံးကထဲမှာနေပြီးလူတွေနဲ့မတွေ့တာရောဖြစ်နိုင်မှမလားယုတ်တိရှိရလားလို့မေးရှိတယ်လေဒေဗျာမကြည့်နဲ့ရေထဲမှာပေါက်လာတဲ့ဂျာပန်းဂျာရွက်ဂျာဘက်တရားကြည့်ရေထဲမှာပေါက်ပြီမယ်လို့ရေမှမတူတာဂျာဘက်ကိုရေလူးတယ်လို့မရှိဘူးလေစက်ကူရောရေထဲမချလိုက်နဲ့အကုန်လုံးဟုတ်လားစိုးသွားမယ် ကြာဘက်တွေကရေထဲမှာနေတော့လဲရေပေါက်ဟာလိမ့်ဆင်းသွားတာရေလုံးဝမထိပ်ဘူးမလူးဘူးလို့ဆိုဒါကြောင့်မလို့ကြာဘက်ကြာပွင့်ကြာဘက်ပွင့်နဲ့ဥပမာပေးပြီးတော့မြတ်စွာဘုရားငါဟာလောကကြီးမှာမွေးလာတာလောကကြီးမှာကြီးတာဒါပေမဲ့လို့လောကကြီးနဲ့ငါဟာပတ်သက်ပြီးတန်ရောစဉ်ဖြစ်နေတာမရှိဘူးလို့ဒီလိုဟောတာမြတ်စွာဘုရားကြာနဲ့လာတဲ့တူတယ် အခုလည်းပဲဒါပြောတာလောကီအနုပလိတာတေတဲ့ယန္နာပုဂ္ဂိုလ်ဆိုတာလောကနဲ့ပတ်သက်နေပြီမဲ့လို့လောကနဲ့စိတ်ဆိုးခြင်းနဲ့လည်းမပတ်သက်ဘူးမုံတီးခြင်းနဲ့လည်းမပတ်သက်ဘူးလို့ဒီလိုဆိုလို့ရဘာနဲ့မှမပတ်သက်နော်ဗြဟ္မဘုဒ္ဓအနာတဝါတကယ်ကိုမြင့်မြင့်မြတ်မြတ်နေထိုင်ပြီးတော့ကိလေသာအတဝါတွေစီးဝင်ခြင်းခင်းနေတဲ့အနေအထားမျိုးရှိတယ်ဟောဒီလိုဆိုလို့ ဒါဖြင့်ဒီလိုအနေထားမျိုးဘာကြောင့်ရောက်လာတာတော့လို့ဆိုတဲ့အခါပစ္စခန္တီပြညာယတတ္တတ္ထမခောဆနာယန္တာပုဂ္ဂိုလ်ဖြစ်လာတယ်ဆိုတာဟာတမန်နဲ့ဖြစ်လာတာမဟုတ်ဘူးတဲ့လူတွေရဲ့ကိုယ်ဘဝကိုယ်ခန္ဓာမှာအနိစ္စဆုံးကခန္ဓာ၅ပါးလူတိုင်းလူတိုင်းမှာကိုယ်ခန္ဓာရှိတယ်အဲ့ဒီခန္ဓာ၅ပါးကိုပိုင်းခြားပြီးတော့သိတယ် ပယ်ရမယ့်ဟာတွေသိတယ်နော်ဆိုလိုတာကပရိညာ၃ပါးဆိုတာရှိတယ်အသိဉာဏ်၃မျိုးဝိပဿနာချက်စင်မှာအသိဉာဏ်၃မျိုးပထမကညာတပရိညာခေါ်တယ်တဘာဝအစစ်မှန်ကိုသိတာညာတပရိညာတဘာဝကိုသိတိရဏပရိညာကြတော့မမြဲဘူးဆိုတာဆုံးဖြတ်တယ် ဆင်းရဲတယ်ဆိုတာဆုံးဖြတ်တယ်ကိုမပိုင်ဘူးဆိုတာကိုဆုံးဖြတ်နိုင်တဲ့အတိညာရတယ်တိရဏပရိညာအေးမမြဲဘူးဆိုတဲ့အတိကနေပြီးမြဲတယ်ဆိုတဲ့အထင်ကိုဖယ်ရှားလိုက်တယ်ဆင်းရဲတယ်ဆိုတဲ့အတိကနေပြီးချမ်းသာတယ်လို့တန်တရားလုံးထင်လာတဲ့အထင်ကိုဖယ်ရှားလိုက်တယ်တန်တရားလုံးကိုလုံးနိုင်တယ်လို့ထင်နေတဲ့အထင်ကို အနတ္တလို့နော်ကိုလုံးနိုင်တာမရှိဘူးဆိုတဲ့ ဆုံးဖြတ်မှုနဲ့ဖယ်ရှားပြစ်လိုက်တယ်လို့ဟောညာတပရိညာတိရမေဟာကိုအကုန်သိလိုက်တယ်တိရဏပရိညာဆုံးဖြတ်တဲ့အရာကိုအကုန်သိတယ်ပဟာနပရိညာဖယ်ရှားပြလိုက်တယ်လို့ဟောရှိကအတိညာနေနဲ့တွန်းလံဖယ်ရှားပြလိုက်တာအဲ့ဒါကိုပင်ဆက်ခံတယ်ပရိညာယလို့ဒီအတူလေးနဲ့ဝိပဿနာချင်းစဉ်တစ်ခုဖော်ပြလိုက်တယ် ခန္ဓာ၅ပါးကိုပိုင်ပိုင်ခြားခြားသိအဲ့လိုသိတယ်ဆိုတာသူတဏ္ဍာမှာဘလို့အည်ချင်းနေရှိတာလို့ဆိုတတ္တတတ္တမခောစတာသူတော်ကောင်းတရား9ပါး ਨੇ ဖြစ်ဆိုသူတော်ကောင်းတရား9ပါးဆိုတာအပြင်မှာရှားရမှာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှားသူတော်ကောင်းတရားရှိမှသူတော်ကောင်းဖြစ်တယ်သူတော်ကောင်းတရားမရှိရင်သူတော်ကောင်းမဖြစ်ဘူးဒါဖြင့်သူတော်ကောင်းတရားဆိုတာကိုယ်တဏ္ဍာမှာလေ့ကျင့်မွေးမြူလို့ရတယ် ဘာတွေလေ့ကျင့်ရမလဲသတ္တာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်မှုတတ္တာဟိရိမကောင်းမှုကရှက်ပြီးတော့ရှောင်ကျဉ်မှုမကောင်းမှုကိုယုံမုံပြီးတော့ရှောင်ကျဉ်မှုဟောတ္တပမကောင်းမှုကိုကြောက်လန့်ပြီးတော့ရှောင်ကျဉ်မှုနော်တတ္တာတဲ့ဟိရိတဲ့ဟောတ္တပဘာဟုတ်သစ္စာမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဘောဓုတ္တရှိတယ် ခန္ဓာ၅ပါးဆိုတာပါဘယ်လိုရှိရမလဲဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရလဲသမထကျင့်စဉ်ဆိုတာဘယ်လိုကျင့်ကျင့်ပုံကျင့်နည်းနဲ့တကွာမြတ်စွာဘုရားရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးအထိုက်အလျောက်သင်ကြားထားတဲ့ဘောဓုတ္တပရိယတ်တိဘောဓုတ္တကိုယ်တိုင်ကျင့်သုံးထားလို့လက်တွေ့မျက်မှောက်ပြုထားတဲ့ပฏิဝေဒဘောဓုတ္တနော်ကိုယ်တိုင်သိသွားလို့ရှင်ပฏิဝေဒဘောဓုတ္တ သင်္နာကပရိယတ်တိဘောဓုတ္တတိသွားတာကြတော့ပฏิဝေဒဘောဓုတ္တဟောအဲ့ဒါလို့ကိုယ်တိုင်လည်းတိတယ်ကိုယ်တိုင်လည်းချင့်လို့အောင်မြင်ပေါက်ရောက်တဲ့ဘောဓုတ္တမျိုးနဲ့ပြည့်စုံတာအဲ့ဒါလို့ဖြစ်ဖို့ရဘာကြောင့်ဖြစ်တာလဲဆိုတော့အာရတ္တဝိရိယပြင်းပြီးတော့မနေဘူးစူးစမ်းအထောက်မှုရှိတယ်အဲ့ဒါလို့စူးစမ်းအထောက်ဖို့ရအတွက် မိမိလျော့လျော့နေတာမဟုတ်ဘူးအမြဲတမ်းတတိဟာဆွဲမြဲပြီးတော့နေတယ်ဘာလို့ရမလဲဆိုတဲ့အယုံ။အော်နောက်ဆုံးဆုံးဖြတ်ပေးတာကြတော့ပညာပညာနဲ့အရာရာကိုဆုံးဖြတ်ပေးတာ။အဲ့တော့တတ္ထာရဲ့ဟိရိရဲ့ဩတ္တပရဲ့ဘာဟုတ်သစ္စာရဲ့ဝိရိယရဲ့တတိရဲ့ပညာရဲ့အဲ့ဒီခုနှစ်ခုသူတော်ကောင်းတရားခုနှစ်ပါးလို့ခေါ်ပါတယ်။သူတော်ဥစ္စာခုနှစ်ဖြာနဲ့သွားမယောစေနဲ့ ူတော်ဥစ္စာခုနှစ်ပြားကတခုဒါကသူတော်ကောင်းတရားခုနှစ်ပါးလို့ခေါ်တယ်အဲ့တော့ယန္တပုဂ္ဂိုလ်တွေဟာခုလိုသူတော်ကောင်းတရားခုနှစ်ပါး ਨੇ အဲပြည့်စုံရတယ်လို့ဒီလိုဆိုလိုတာပေါ့နော်အေးပတန်တိယတပုရိတာတကယ်ကိုသူတော်ကောင်းနေပါလို့ချီးမွမ်းတိုက်တယ်ဒီအရေးချင်းနေရှိလို့ချီးမွမ်းလိုက်တယ်ဗုဒ္ဓဗုဒ္ဓတ္တဩရတာ မြတ်စွာဘုရားအဆုံးအမကိုပြည်ပြည်ဝဝကျင့်သုံးထားလို့ဘုရားရဲ့တကယ့်ကိုဩရတမြတ်စွာဘုရားရဲ့ရင်ကပေါက်ဖွာလာတဲ့တရားတော်ကနေမွေးထုတ်လိုက်လို့ထူးခြားတဲ့အသိဉာဏ်ဤရသွားတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့သားတော်တွေလို့ဒီလိုဆိုတာမြတ်စွာဘုရားအဲ့ဒီပုဂ္ဂိုလ်တွေဟာတတ္တယရဏတမ္ပန္နာသူတို့ပိုင်ဆိုင်တဲ့ယရဏတွေလောကလူတွေကယရဏဆိုလို့ရှိရင်စုံမဲ့တယ်လေ ယရဏတွေပိုင်ဆိုင်လို့ရှိရင်ဂုံယူကြတယ်နော်ဂုံယူကြဟောယာနာပုဂ္ဂိုလ်တွေမှာယရဏတွေပိုင်ဆိုင်မှုရှိလားရှိတယ်ဘယ်ယရဏတွေပိုင်ဆိုင်တာတော့ဆိုဖုစင်9ပါးဆိုတဲ့ယရဏ9ပါးကိုပိုင်တာဟာတဲ့သူတို့ပိုင်ဆိုင်တဲ့ယရဏ9ပါးဆိုတာကြည့်လေတတိတံဖုစင်ကဘယ်တော့မှဆိုတတိဟာကောင်းနေတယ်ဉာဏ်ပြည့်ပြည့်စုံနေတယ် ဓမ္မဝိဇ္ဇာတရားနဲ့ပတ်သက်ပြီးတော့စူးစမ်းဆင်ခြင်တဲ့အသိဉာဏ်ပြည့်စုံတယ်။ဝီရိယကြိုးစားအထောက်မှုတွေရှိတယ်။ပိဋိကိုလုံးနေတဲ့အလုတ်ကိုဘဝကိုနှစ်ချိုက်တယ်။ဓမ္မနဲ့ပတ်သက်ပြီးနှစ်ချိုက်တယ်။ပတ္တတိစိတ်နှလုံးဟာ အေးချမ်းနေတယ်ဘယ်တော့မှပူတာမရှိဘူး။သမာဓိစိတ်လေးဟာငြိမ့်နေတယ်။ဥပေက္ခာအလုံးသဘာဝတရားတွေဟာ တဏှီတဲ့လှုပ်ဆောင်ပြီးတော့နေကြတယ်ဆိုတော့ equanimity လို့ခေါ်တယ်အားလုံးဟာတဏှီတဲ့ဖြစ်တယ်အဲ့ဒါလို့ဘုဇဉ်ခုနှစ်ပါးဆိုတဲ့ယရဏတွေကိုပိုင်ဆိုင်ထားကြတော့ဒီလိုပိုင်ဆိုင်ရတာဘာဖြစ်လို့ပိုင်ဆိုင်တာတော့လို့ဆိုတီတုတိတ်ခာတုတိတ်ခိတာတီလာတမာတိပညာလို့ဆိုတဲ့တိတ်ခာ၃ရအကျင့်မြတ်ကိုကျင့်ပြီးဖြစ်လို့ပိုင်ဆိုင်ရတာဒီလိုဆိုတော့အနုဝိစရန်တိ မဟာဝိရလုံးလဝိရိယတွေရှိပြီးတော့နော်လောကကြီးမှာလက်လက်သွားလာနေကြတဲ့ပုဂ္ဂိုလ်တွေလုံးလဝိရိယနဲ့ပြည့်စုံကြတယ်ပဟိနဘယဘေရဝသူတို့မှာကြောက်เสียရဆိုတဲ့ဘေးရလည်းမရှိဘူးဘေးရပါလဲဘေးရအန္တရာယ်မရောက်ဘူးဒါဖြင့်ယဟန္တာတွေရှင်သာရရှင်မောကလန်တို့ နော်ကာလသီလဆိုတဲ့တောင်းပေါ်မှာတခိုးတွေကဝိုင်းရိုင်းလို့ပြိနိဗ္ဗာန်ဆန်သွားဒါဘေးရန်ဖို့ဘူးလားလို့ဒီဟာကိုဘေးရန်လို့မတတ်မှတ်ဘူးတကယ်ဘေးရန်ဆိုတာဟာကိလေသာတွေရမှာတကယ်ဘေးရန်နော်ကြောက်လန့်တာမဟုတ်ဘူးဒီကိစ္စတွေအတွက်ကြောက်လန့်ခြင်းစိတ်တုံ့နှုတ်ခြင်းရော့ကြောက်ခြင်းဆိုတာရှင်သာရိပုတ္တရှင်မောကလမှာမဖြစ်ဘူးလေမဖြစ်တော့ ကြောက်ချင်းလန့်ချင်းဆိုတဲ့အားတွေကိုဖယ်ရှားပြီးသားဖြစ်သွားတယ်။တရားမှကြောက်တာမရှိဘူး။တစုံတစ်ယောက်ကကိုယ့်ကိုလှုပ်ကြံတက်ဖြတ်မှကြောက်တာမရှိဘူး။မရှိတော့ဘူး။အဲ့ဒီမရှိတာကိုရည်ညွှန်းပြီးတော့ကြောက်เสียလန့်เสียဆိုတာသူတို့မှကြောက်စိတ်ဆိုတာမရှိသေးတဲ့အတွက်ကြောင့်ကြောက်เสียလန့်เสียလည်းသူတို့မှမရှိဘူးလို့ဒီလိုပြောတာနော်။ဉာဏ်နဲ့ပုဂ္ဂိုလ်တွေ။တသဟင်ဂေဟိတံပန္နာ မဟာနာဂာတမဟိတာအေးယန္တာပုဂ္ဂိုလ်တွေနဲ့ပြည့်စုံရမယ့်အင်္ဂါ7ပါးဆိုတာတခြားမဟုတ်ဘူးမဂ္ဂင်7ပါးထဲမှာတမညာနာနဲ့တမဝိမု ക്തി မင်္ဂနဲ့ဉာဏ်မြင်မင်္ဂနဲ့လွတ်မြောက်မှုဒီနှစ်ခုထည့်လိုက်လို့ရှိရင်အင်္ဂါ7ပါးလို့ပြောတာနော်အဲ့ဒီအင်္ဂါ7ပါးနဲ့ပြည့်စုံပြီးတော့မကောင်းမှုအကုသိုလ်တွေကင်းပြီးတော့စိတ်နှလုံးတည်ညီတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာအေတိခောတိဋ္ဌာလောကသမီး တဏတေတံနဝိသတိတဲ့။ဟောဒီစကားကိုမြတ်စွာဘုရားထပ်တလဲလဲသုံးတာဟာတဏှာဝုစင်းရဲ့မှာတဏှာဝုစင်းရဲ့ကိုကြောက်စေတတ်တဲ့ဘဝကိုဖြစ်ပေါ်စေတတ်တဲ့တဏှာမရှိတာကိုရည်ညွှန်းပြီးတော့ဒီနေရာမှာထပ်ပြီးတဏတေတံနဝိသတိသူတို့မှာအတွေ့အတာမရှိလို့လောကမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေဖြစ်ပါတယ်တဲ့ဒီလိုပြောတယ်နော်အတိခညာနမုတ်ပါ ညာနအတိခညာနဆိုတာကျင့်ပြီးခြင်းရဲ့အထွတ်တိတ်သို့ရောက်သွားတဲ့အတိညာန်လေအတိညာန်ဟာအစွမ်းကုန်အမြင့်ကို ရောက်သွားပြီလောက်เสียမကြံတော့ဘူးတေခညာနဆိုတာကျင့်နေစေ training ယူနာမပြီးသေးဘူးယန္နာပုဂ္ဂိုလ်တွေကျတော့ training ပြီးသွားပြီလုံးဝပြည့်ပြည့်စုံတဲ့အတိညာန်တွေရပြီအန်တီမောယံသမုတ်တယောဒီဘဝဒီခန္ဓာဟာနောက်ဆုံးပဲနောက်ထပ်မလာတော့ဘူး ယောတာရောဗြဟ္မစရိယတာတတမိအပ္ပစ္ဆယမြတ်တော်ချင်းရဲ့အနှစ်ဆိုတာတခြားမဟုတ်ဘူးအရတ္တဖို့ကိုပြောတာအရတ္တဖို့ဆိုတာကိလေသာတွေလုံးဝငြိမ်းသွားတဲ့အဆင့်မြတ်စွာဘုရားရဲ့သာသနာတော်ရဲ့ပန်းတိုင်ဟာအရတ္တဖလပရိယောသနံသာသနံလို့လို့ဆိုတဲ့အတိုင်းသာသနာတော်မြတ်ရဲ့ပန်းတိုင်ဟာအရတ္တဖို့ပါပဲအဲ့ဒီအရတ္တဖို့ထီအောင် ဆက်ရောက်သွားသည့်အတွက်ကြောင့်တတ္တမိန်အပ္ပရပစ္စယမိမိကိုယ်တိုင်မျက်မှောက်ပြုထားတာဖြစ်သည့်အတွက်ကြောင့်အရတ္တဖုန်နဲ့ပတ်သက်ပြီးတော့သူများကိုယုံကြည်စရာမလိုတော့ဘူးကိုယ်ကိုယ်တိုင်သိတာလို့သူတို့ပြောတာเนาะအဲ့ဒါလို့ဖြစ်လာတဲ့အခါမှာဝိဓာတုနဝိကံပါတိယန္နာပုဂ္ဂိုလ်ဒီမှာငါလောကမှာမြင့်မြတ်ဆုံးပဲဆိုတဲ့ဒီလိုမာနအမျိုးအစားတွေကြောင့် စိတ်နှလုံးတုန်လှုပ်ခြင်းလုံးဝမရှိဘူး။မာနရှိတဲ့ပုဂ္ဂိုလ်ကတုန်လှုပ်တယ်လေ။ရဲရံတယ်။ငါသာတယ်။ငါကညံ့တယ်။ဟာတာတုန်လှုပ်မှုရဲရံမှုတွေ။ညံ့တဲ့ပုဂ္ဂိုလ်တွေမှာအဲ့လိုတုန်လှုပ်တာရဲရံတာမရှိဘူး။မရှိုံနဲ့မကဘူးဝိပမုတ်တာပုဏ္ဏဘဝ။နောက်ထပ်ဘဝဆိုတာကနေလွတ်ကင်းသွားပြီ။ဒန္တဘူမိအနုပ္ပတ္တာအရင်ခြေဆုံးအဆင့်ကို ရောက်သွားကြပြီတဲ့တေလောကေဝိစီတာဝီနောသူတို့ကမှလောကမှာတကယ်အောင်မြင်ပြီးတဲ့ပုံကိုယ်ကြီးဘယ်သူ့ကိုအောင်တာတော့ဆိုကိုယ့်ကိုယ်ကိုအောင်သွားတာကိုယ့်ကိုယ်အနိုင်ယူတာဘုန်းကြီးတို့တွေကအမြဲတမ်းအရှုံးပေးနေကြကိုယ့်ကိုယ်ကိုနိုင်တာမဟုတ်ဘူးနော်ကိလေသာကကိုယ့်ကိုယ်အနိုင်ယူနေတာအနိုင်ကဘယ်သူကယူနေတော့ဆိုတဏှာယူဒါကြောင့်မို့သုတ္တန်တစ်ခုမှဆိုရင်တဏှာဓာတာတဲ့ လူတွေဟာတဏှာရဲ့ကြေးကျွနေပါတဏှာခိုင်းတဲ့အတိုင်းကုန်လုံးတာလေတဏှာရဲ့ကြေးကျွနေဖြစ်အဲ့တော့အဲ့ဒီတဏှာဆိုတာကိုအောင်မြင်ပြီးတော့တော်လန်လိုက်နိုင်တို့ဝိသိတာဝီတကယ်အောင်ဝဲရပုဂ္ဂိုလ်ကြီးတွေဖြစ်တယ်လို့ရသော်ဗျာဒီလိုခေါ်ပြီးတော့ကမ္ဘာလောကကြီးတစ်ခုလုံးမှာတဲ့သူတို့မှာတွေ့တာမှုဆိုတာဘယ်နေရာမှမရှိတော့ဘူးဒါကြောင့်မို့လို့ တွေ့တာမှုမရှိဘူးဆိုတာတွေကိုအကြောင်းပြုပြီးတော့ရဲဝံ့တဲ့စကားကိုလောကမှာပြောဆိုတတ်ကြတယ်။ယန္တာပုဂ္ဂိုလ်တွေဟာရဲရဲဝံ့ဝံ့ပြောနိုင်ကြတယ်။သူတို့ပြောနိုင်တဲ့ရဲဝံ့တဲ့စကား6မျိုးဆိုတာကိုစုပြီးတော့ဒီကထာမှာဖော်ပြထားတာရှိတယ်။နံပါတ်1ကပါတော့ဆိုငါဟာလွတ်မြောက်မှုချမ်းသာနဲ့လုံးဝချမ်းသာပြီး လွတ်မြောက်မှုချမ်းသာဆိုတာဉာဏ်နဲ့ချမ်းသာတွေနဲ့လုံးဝမတူဘူးနော်လွတ်မြောက်မှုချမ်းသာဆိုတာအရတ္တဖို့ချမ်းသာကိုပြောတာစိတ်နှလုံးပူပန်စရာကိလေသာလက်ကျန်မရှိတော့လက်ကျန်မရှိသည့်အတွက်ကြောင့်ဘယ်အလားပူမှာတော့စိတ်ကိုလားပူเสียမရှိလို့လုံးဝစိတ်ချမ်းသာမှုရတယ်ဒုက္ခကိုဖြစ်စေတတ်တဲ့တဏှာငါမှလုံးဝမရှိတော့ခန္ဓာ၅ပါးကိုလည်းငါနားလည်ပြီးအသေးစိတ်သိတယ် ငါကိုချွန်ပြုတ်နိုင်တဲ့တဏှာတဏှာဝုတ်ရဲ့အရင်းမြစ်ဖြစ်တဲ့တဏှာငါမှာဖယ်ရှားပြီပြီဒွေတာမှုတွေငါကိုကြုံလုံနေတဲ့အတွေ့အတာနော်ဝုစင်းရဲ့မှာဝုစင်းရဲ့အခြေခံအကြောင်းရင်းဖြစ်တဲ့တဏှာဒါတွေကိုလည်းငါဖယ်လိုက်ပြီငါဟာလောကမှာနော်ခုံတူးဝိသေသအဖြစ် ငါတဲ့တာလွန်ပြီးတော့ကျင့်เสียမရှိတော့ဘူးသစ္စာ၄ပါးကိုငါအမှန်တိုင်းသိပြီးလို့တကယ်အမှန်သိတဲ့ဗုဒ္ဓပဲလို့ဟောယ ahanan ပုဂ္ဂိုလ်တွေကကိုကိုကိုအာရပါရပြောဆိုကြပါတယ်လို့မြတ်စွာဘုရားကဒီအရဟန္တတုတ်မှာဒီလိုဟောကြားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အရဟန္တလို့ခေါ်တဲ့ယဟန္တာဆိုဒီမှာ အခုလိုဝိပဿနာချင်းစဉ်တစ်ခုကိုအောင်မြင်မြင်ကြင်ကြံကြိုးကုပ်အားထုတ်လို့အခုလိုအည်ချင်းနေတဲ့ပြည့်စုံတဲ့ပုံကုမျိုးကိုယဟန္တာလို့ခေါ်တာပါအဲ့ဒီယဟန္တာမျိုးဖြစ်အောင်မိမိတို့ကိုယ်တိုင်ကြင်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြင်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း